်ခါတုန်းကအလွန်ကြီးမားတဲ့မြကြီးတက်သွေးဟာတာယာလှပတဲ့မြဟင်းဝင်တော်ရန်လေးကိုပတ်ခါစီစဉ်နေတယ်။အဲ့ဒီမြကြီးရဲ့နဘေးမှာတင်မောသေးတွေတအားသေးတဲ့တင်မောပင်တော်ကြီးရှိတာပေါ့ကွယ်။အဲ့ဒီတင်မောပင်တော်ကြီးနဘေးမှာရှင်လေးနှစ်ကောင် နေထိုင်ကြတယ်။တနေ့တော့အလွန်မြင့်မားတဲ့တင်မောပင်တွေကတင်မောသေးကြီးတစ်လုံးဟာမြစ်ထဲကိုရုတ်တရက်ပြုတ်ကျလာပြီးနစ်မြုပ်သွားတယ်။ ထိုသင်္မောတိကြီးမြစ်ထဲပြုတ်ကြ၍နစ်မြို့သွားသောပလုံးဆိုတဲ့အတန်းမှာအလွန်ကျဲလောင်လွန်လာသဖြင့်ရှင်လေးနှက်ကောင်ဟာအယံလန်းဖြန့်သွားပြီးဘာတံမြန်းမသိပဲကြောက်စိတ်ဝင်မိတာကြောင့်ရှာကနေလှည့်ပြေးကြတာပေါ့ကွယ်မြခွေးတကောင်လည်းရှင်လေးနှက်ကောင် ကမိုးရှူတို့ဖြင့်ထွက်ပြေးလာတာကိုမြင်ရလျှင်အံ့ဩသွားဟိတ်မင်းတို့ဘာကြောင့် ထွက်ပြေးကြတာလေရှင်ကလေးနှကောင်ဟာမြေခွေအားလှဲ့တာကိုမကြည့်ပဲရှေ့မှ ဖြတ်ပြေးကငါတို့နောက်မှာပလုံလိုက်လာတယ်ကွမင်းကိုဖြစ်နေရတာနဲ့ငါတို့ကိုပလုံဖမ်းမိသွားအောင်မယ်မြေခွေလည်းပလုံဆိုတာဘာမှမသိပေမဲ့ရှင်ကလေးနှကောင်မှာသူ့ကိုယ်ပင်ကယူမထားပဲကြောက်လန့်တကြထွက်ပြေးတာကိုမြင်ရလျင်ပလုံဆိုသောတရဝါမှာအလွန်ထူးဆန်းကြောက်မက်ဖွယ်ရာကောင်းသောတရဝါပဲဖြစ်မည်ဟုယူဆကမြေခွေလည်းရှင်လေးနှကောင်နောက်ကလိုက်က ထွက်ပြေးတာပေါ့ဟေးရှင်လေးတွေငါ့ကိုလည်းစောင့်မအောင်ငါလည်းကြောက်တယ်ရှင်လေးနှက်ကောင်းနဲ့ညံများလှတော့မြေခွေးတို့အတူတကွဥရဖားရပြေးနေတာကိုတစ်ပင်ပေါ်မှမြအိုစုကမြင်ရလင်အံ့ဩစွာဖြင့်လှမ်းမိတော့တာပေါ့ဟေးမင်းတို့တွေဘာကြောင့်ထွက်ပြေးတာလဲအင်းငါတို့နောက်မှာပလုံလိုက်လာလို့ကအပြေးနေရင်စီစီညံ့ညံ့ကြည့်သွားမယ်လွတ်အောင်ပြေးမှမြောက်အုပ်လဲအလွန်ညံ့များသောမြေခွေးထပ်ပြေးတာကိုမြင်ပြီးပလုံဆိုသောတရဝါမှာ အလွန်ကြောက်လန့်ပေါ်ရာကောင်းသောတတဝါဟုယူဆပြီးပြေးကြပါလေရောပြေးကြဟေးပြေးကြတော့ကြပလုံကငါတို့တွေအားလုံးကိုစပစ်လိုက်လို့မြို့ပြုတ်ကုန်အောင်မယ်မြို့မပြုတ်အောင်ပြေးကြဟုအဟိခါမြောက်အုပ်စုအားလုံးလဲဝရုံးတုံးကရှင်းနဲ့မြခွေးနောက်ကိုထွက်ပြေးကြတဲ့ ဒီလိုနဲ့ရှင့်နဲ့မြေခွေးမြောက်အုပ်စုတို့ပြေးလွှားနေတာကိုမြင်ရပြီးကြွဲကြီးတမင်ဝဝွန်တရေတို့ဟာတဆင့်စကားတဆင့်နာအဖြစ် ပလုံဆိုသောကြောက်เสียရတရဝါတို့ကိုသူတို့ကိုလိုက်လံတက်ဖြတ်နေသည်ဟုထင်မိပြီးတရောလုံးဝရုံးတုံးက ပြေးလွှားကြတာပေါ့နောက်ဆုံးတောထဲမှာမင်းမှုနေတဲ့ကြာကျသည့်အစင်တို့တော်သူတို့ရဲ့စကားကိုယုံကြည်ကနောက်သူလုံးဝလှဲ့မကြည့်တော့ပဲတည်ပြေးရှင်ပြေးပြေးကြတဲ့ ဒီလိုတရောလုံးဆုညံ့အော်ဟစ်ပြေးလွှားတာကိုကေတရာသာရှင်သိမင်းကြီးကြားသိလျင်အလွန်အံ့ဩပြီးပြေးလွှားနေသောတရဝအုပ်စုကြီးရှေ့မှဟင်းဟောက်လိုက်တယ်။ကေတရာရှင်သိမင်းရဲ့ရှေ့မှပိတ်ခါဟန်တာလိုက်တာကြောင့်ပြေးလွှားနေသောတရဝတို့လည်းရုတ်တရက်ရက်တန်လိုက်ကြတဲ့။ကေတရာသာရှင်သိမင်းကကြားချက်သိအစင်အုပ်စုတို့ကိုမျက်လုံးဝန်းကြည့်ကဟေးမင်းတို့တည်းခွန်အားတောင့်တင်းပြီးရှေ့လက်ကိုခန္ဓာအစွမ်းကိုစီရှိကြတယ်။ဘာကိုကြောက်လို့ဒီလောက်ဦးရဖားရ ြေးကြတာလဲကျက်တက်ကြီးနှက်ကြုတ်ကဟာငါတို့နောက်ကပလုံလိုက်လာတာပါကွာ ပလုံဟုတ်လားနေပါအောင်ပလုံဆိုတာဘာကောင်လဲကွာငါလဲတော်ထဲမှာနေလာကြပြီပလုံဆိုတဲ့တရဝါကိုငါတစ်ခါမှမကြဘူးဘူးဟာအရင်ကြောက်စရာကောင်းတဲ့တရဝါကွာငါလဲတွေ့ဘူးတာမဟုတ်ဘူးတော်ကြပလုံနဲ့တွေ့လို့ဖိုးဖိုးညံ့ညံ့ကြည့်သွားမှမျိုးပြုတ်ကိုအောင်မယ်မင်းကမကြောက်ဘူးလားချင်းတဲ့မင်းကစဉ်းစားညာရှိသူဖြစ်တယ်။ နေပါအောင်ကမင်းတို့ကတခါမှမမြင်ဘူးတဲ့ပလုံးဆိုတဲ့တတော်ကိုကြောက်ရအောင်သူကပြန်มาနေလို့လေဒါတော့ငါလည်းမသိဘူးရှေ့မှာတိရစ္ဆာန်တွေအများကြီးပြင်းနေကြတော့ငါတို့လည်းကြောက်လန့်ပြီးထွက်ပြေးတာပဲကကျိုးချောင်းဆင်ကျင်တတ်တဲ့ကေတရာသာရှင်သိမင်းကလက်မခံဘူးဒီမှာနေစမ်းအောင်မင်းတို့အရင်မပြေးကြနဲ့တဲခွေအောင်အရင်စုံစမ်းကြမှာပေါ့ဒါနဲ့ဒီသတင်းကိုဘယ်သူပြောတာလဲ ။ဆင်ကြီးပြပြလို့သိရတာပါ။ဆင်ကြီးကိုမြေပန်းတော့ဘုံဝန်စီကသိရတာဟုဖြေပြန်တဲ့ဒီလိုနဲ့တဆင့်စကားတဆင့်စုံစမ်းခဲ့ရာနောက်ဆုံးတွင်ညံများလှသောမြေခွေးလှဲ့သို့ရောက်လာခဲ့တယ်။မြေခွေးကလည်းဒီလိုဖြေတယ်။အင်းအဲ့ဒီတဲ့င်းကိုကျွန်တော်ကိုယ်တိုင်သိရတာမဟုတ်ပါဘူးရှင်လေးနှစ်ကောင်ပြပြလို့သိရတာပါနောက်ဆုံးအဆက်မှာရှင်သိမ့်မင်းကရှင်လေးနှစ်ကောင်ကိုခေါ်ယူမေးမြန်းတယ် ရှင်သင်မင်းခင်ဗျာကြောက်စရာကောင်းလာတဲ့ပလုံကိုကျွန်တော်တို့နှစ်ယောက်စလုံးနားနဲ့ဆက်ဆက်ကြားခဲ့ရတယ်။မယုံရင်အားလုံးလိုက်ကြည့်ကြပါ။အဲ့ဒီနေရာကိုကျွန်တော်လက်ညှိုးထိုးပြပါမယ်။ရှင်သင်မင်းကောင်းဆောင်သောတိရစ္ဆာန်အုပ်စုလဲရှင်လေးနှစ်ကောင်လိုက်ပြတော့တင်မောပင်တော်ကြီးရှိရာသို့လိုက်ကြည့်ကြတဲ့ကွယ်ရှင်ကလေးနှစ်ကောင်ကမျက်နှာဘေးကတင်မောပင်တော်ကြီးတဲ့သို့လက်ညှိုးထိုးပြလိုက်တယ်။ ဲ့မှာချင်းတင်မင်းပလုံဆိုတာအဲ့ဒီထဲမှာပါပဲဗျာအဲ့ဒီအချိန်မှာတိုက်ဆိုင်ခြင်းတော့အမဲ့လွန်နေသောတင်မောသည့်တလုံးတစ်ပင်ပေါ်ကမြက်သေးသူတမဟုတ်ချင်းရုတ်တဲ့ရက်ပြုတ်ကျွေလာတယ်။ဝီပလုံတိတ်ဆန်အလုံးလဲတင်မောသည့်ကြီးမြည်ရဲတဲ့သူပလုံဟုသောအတံကိုကျဲလောင်စွာမြည်ဟီးပြုတ်ကြလာသည်မြဝန်းထစ်ထင်မြင်တွေ့လိုက်ရပါတော့တယ်။စေစက်တည်ကြသောချင်းတင်မင်းကြီးကတိတ်ဆန်အလုံးတို့အားပြုံးရင်းကြီးက ကဲမင်းတို့ကြည်စမ်းလက်တွေ့ဖြစ်ရကမင်းတို့အားလုံးတွေ့မြင်ကြတဲ့အတိုင်းပဲပလုံဆိုတာကဘာကောင်မှမဟုတ်ဘူးမြစ်သေးကိုတင်မောတိကြီးပြုတ်ကျသွားလို့မြည်ရှိတဲ့အတံမှာအဲ့ဒါများဘာကြောက်စရာရှိလို့လဲအခုတော့မင်းတို့တွေရှေ့ကျိုးလူမတက်ကဘာပြတ်တော့မလို့ထွက်ပြေးကြတာတော်တော်ရင်စရာကောင်းတဲ့လူရက်ပဲ ိတ်ဆန်အားလုံးလဲရှင်သင်မင်းပြောသောစကားမှာမှန်ကန်နေတာကြောင့်ရှက်ရွံ့စွာနဲ့အတီးတီးခေါင်းငါဆိုက်ချပြီးမမီးမဆန်းမဆူမဆန်းမစင်ကျင်ပဲလှုပ်ခဲ့သောလှုပ်ရမားကိုတွေးမိပြီးနောင်နာကိုစီရကကိုနေရကိုအတီးတီးပြန်သွားကြတဲ့ခလေးတို့ရေဒီပုံမြင်လေးကိုဖတ်ပြီးပေးရမဆူမဆူဆန်းမစင်ကျင်မလေးလားပဲသူများပြောစကားကိုယုံပြီးလိုက်မလို့ရဘူးနော် ကိုကိုယ်တိုင်ကိစ္စတက်ဟုအားဖြစ်နိုင်ခြင်းရှိမရှိ ကိုပိုင်ညာနှင့်အမြဲလိလသုံးသပ်ပြီးမိသည့်ကိစ္စမဆိုရဲရဲဝံ့ဝံ့ပြုမှုဆောင်ရွက်တတ်တဲ့လူတော်လူကောင်းလူရည်ကြွယ်လေးတွေဖြစ်လာကြပါစေကွယ်